န်စီးရီးနီးပြကွာရီယိုလာဟာအခုတစ်ပတ်အတွင်းအရေးပါတဲ့မှတ်တိုင်တစ်ခုရောက်ရှိတော့မှာဖြစ်ပြီးလီမန်နေဂျာအစည်းအရုံး LMA ကပွဲတစ်ထောင်ပြည့်မြောက်တဲ့နီးပြအဖြစ်ဂုဏ်ပြုခံရတော့မှာဖြစ်ပါတယ်။မန်စီးရီးသင်းဟာအခုတစ်ပတ်တနင်္ဂနွေနေ့အီတီဟတ်ကွင်းမှာလီဗာပူးနဲ့ကစားရမှာဖြစ်ပြီးဒီပွဲဟာ16နှစ်တာရှိပြီဖြစ်တဲ့နီးပြကွာရီယိုလာရဲ့ကလပ်အသင်းလေးသင်းနဲ့ပွဲတစ်ထောင်ပြည့်မြောက်မဲ့ပွဲလည်းဖြစ်ပါတယ်။နီးပြကွာရီယိုလာဟာဘာစီလိုနာပြီးဘာစီလိုနာဘိုင်ယန်မြူးနစ်နဲ့မန်စီးရီးအသင်းတို့နဲ့အတူ အဓိကစုဖလား38ခုအပြင် community တိုင်းဖလား3ခုကိုပါရရှိခဲ့ပါတယ်။လီမန်နေဂျာများအစည်းအရုံးကနီးပြကွာရီယိုလာရဲ့အောင်မြင်မှုကိုအတိအမှတ်ပြုတဲ့အနေနဲ့သူ့ရဲ့အမည်ကို Horror Film မှာထည့်သွင်းထားမှာဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းကစွန်းနန်တောင်းနီးပြ Holloway က Alan May ရဲ့ Horror Film မှာဂုဏ်ပြုခံရတဲ့နောက်ဆုံးနီးပြဖြစ်ခဲ့ပါတယ်။ လက်ရှိမှာဂွာရီယိုလာဟာစစ်ပီးခစ်မှာဂုံပြုတ်ခံခဲ့ရတဲ့39ဦးမြောက်နီးပါးအဖြစ်ပါဝင်လာမှာဖြစ်ပြီးစာအဲလက်စ်ဖာဂူဆန်စာမက်စ်ဘက်စပီတို့ရဲ့ခြေရာကိုနင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်ကလော့မော်ရီညိုနဲ့မက်စ်မကာသီဒေးဗစ်မိုရက်စ်နဲ့ဟော်လိုဝေးတို့ဟာပြီးခဲ့တဲ့မေလကလန်ဒန်မှာရှိတဲ့ Horror Film ခန်းမမှာပွဲတစ်ထောင်ပြည့်မြောက်တဲ့နီးပါးအဖြစ်ဂုံပြုတ်ခံမှုလာရောက်ခဲ့ကြပါတယ်အလမေကဂျီတိန်ဒါမမဟုတ်ပြည်ပမှာရှိတဲ့ professional ပထမအသင်းပွဲစဉ်တွေကိုအတိအမှတ်ပြုရေးတွက်တာဖြစ်ပါတယ် စပိန်ရဲ့တတိယရန်ကလပ်ဘာစီလိုနာပြီးအသင်းကိုကိုက်တွယ်ရမှာပါဝင်ခဲ့တဲ့52ပွဲကိုနီပြဂွာရီယိုလာရဲ့နီပြဘဝပွဲအရေးအတွက်ထဲမှာထဲ့သွင်းရေးအတွက်တဲ့မတင်တဲ့ပတ်သက်လို့အငင်းပွားမှုတွေရှိခဲ့ပါတယ်။မန်ဖီးစတောင်းအသင်းနီပြနိုင်ဂျာကလပ်အပါအဝင်အင်္ဂလန်လူမျိုးနီပြတချို့ဟာသူတို့ရဲ့စုစုပေါင်းပွဲအရေးအတွက်မှာနန်လိဂ်ပွဲတွေကိုထဲ့သွင်းရေးအတွက်ခံရခြင်းမရှိပါဘူး။လီဗာပူးတင်းနဲ့တွေ့ဆုံမဲ့ပွဲဟာဂွာရီယိုလာရဲ့မန်စီးရီးနီးပြ958ပွဲမြောက်ပွဲလေးဖြစ်ပါရဲ့ရှင်။